ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature fee channel လေးကနေပရိသတ်များအပြင်လည်းကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်ရဲ့ literature fee channel လေးကနေပရိသတ်များအတွက်ဖတ်ပြတင်ဆက်ပေးခြင်းနဲ့ဆောင်းပါးကောင်းလေးတစ်ပုဒ်ကတော့စာရေးဆရာဒင်းအောင်စင်ရေးသားထားတဲ့ငါအတွက်ငါရှိရလို့အမိကြတဲ့စာအုပ်ထဲမှာဆောင်းပါးကောင်းလေးတစ်ပုဒ်ကိုရွှေ့ချက်ဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆောင်းပါးကောင်းလေးရဲ့နာမည်ကတော့တမ်းမာကြရအောင်လို့အမိရပါတယ်ကျွန်တော်နဲ့အတူဒီဆောင်းပါးကောင်းလေးကိုနားဆင်ခန်းစားကြည့်ဖို့ပြေခေါ်ပါတယ်ခင်ဗျာ တန်မာကြရအောင်အမာရွတ်တွေဟာဒဏ်ရာတွေကိုအောင်နိုင်ခြင်းရဲ့သင်္ကေတတန်မာခြင်းဟာပြိုလဲခြင်းတွေကိုအနိုင်ယူခဲ့ခြင်းရဲ့သင်္ကေတတခါကအဖိုးနဲ့သူ့မိလေးတို့ဟာသူတို့အင်္ဂလိပ်ကနေတောင်ကုန်းလေးတစ်ခုဘက်ကိုလမ်းလျှောက်ထွက်ခဲ့ကြပါတယ်။ခြံဝါးကနေလမ်းမပေါ်ထွက်ခံနေမှာရေးလုံသူကကြောက်ခဲတလုံးကိုကောက်ပြီးပန်းအိုးဘက်ကိုပြစ်လိုက်တယ်တဲ့။အဲ့ဒီကြောက်ခဲကပန်းအိုးတွေကအလှပန်းမင်းကိုထိပြီး ်တမ်းမင်ကလေးထပ်ပိုင်းကျိုးသွားခဲ့ပါတယ်။အဲဒီလိုနဲ့မြေဖိုးနှစ်ယောက်တောင်ကုန်းလေးစီကိုဆက်ထွက်လာခဲ့ကြတယ်။တောင်ကုန်းလေးစီရောက်တဲ့အခါသူတို့မြေဖိုးကတောင်ကုန်းလေးရဲ့ထိတ်မှထိုင်ခဲ့ကြပါတယ်။အဖိုးကဒီကောင်းလေးတန်းတွေရှူပြီးရှူခင်းမိကိုကြည့်နေခဲ့တယ်။ကောင်းလေးကတော့အင်းကထွက်လာတော့ငါလိုပဲကြောက်ခဲလေးတွေကောက်ပြီးတောင်ကမ်းမဆုံးကတစ်ပင်လေးကိုပေါက်တာပေါ့။ဒါပေမဲ့တောင်ကမ်းမဆုံးကတစ်ပင်ဟာကြောက်ခဲချက်တွေကိုထိပေမဲ့လေးအတိုင်းမှာအစ်ကတလွန်းလွန်းနဲ့ကြိုးကြမသွားခဲ့ဘူးတဲ့ ခဲကြီးနဲ့ပြပြန်တော့လဲညံ့သွားပြီးပြန်မက်လာတယ်တဲ့အဲ့ဒီခါကောင်းလေးကအဖိုးကိုပြောတာပေါ့ဒီတပင်ကဘာလို့မလဲတာလဲအဖိုးဖြစ်တဲ့သူကသူ့မိလေးကိုကြည့်ပြီးပြုံးပြီးတော့ပြောတယ်အဲ့ဒီတပင်လေးကိုကြည်ငါမိသူ့ကိုတယူတရာပြုစုမဲ့သူရှိလားသူ့နေလောင်ပြီးနွမ်းတဲ့အခါခြေလောင်ပြမဲ့သူရှိလားပိုးကြိုက်တဲ့အခါတုတ်တင်ပြမဲ့သူရှိလားတဲ့မရှိဘူးအဖိုးလို့မြည်လို့တဲ့သူကပြန့်ဖြီးတယ်အဲ့ဒီအခါ အဖိုးလုပ်တဲ့သူကဆက်ပြီးပြောပါတယ်။ဟုတ်တယ်။သူ့ကိုပြုစုယူရပြီးကာကွယ်ပေးမဲ့သူမရှိဘူးကမီး။ကြောက်ဆောင်နေပြိုချသွားတဲ့အခါသူ့အမြင့်နဲ့သူပြိုချတဲ့အထက်ပမတော်ဘူးကုတ်တွေရတယ်။လေတွေထန်းတဲ့အခါအရွက်တွေနဲ့ကာကွယ်ပြီးပြိုလဲမတော်ဘူးအန်တုရတယ်။သူကသူ့ကိုယ်သူကာကွယ်ရတယ်။သူ့ကိုတိုက်ခိုက်လာတဲ့အရာတွေကိုသူ့ဘက်သားသူအန်တုရရဲ့။အိမ်ကပန်းမလေးနဲ့တူလာ။မတူဘူးဖို့ဖို့လို့ရေးလောက်တဲ့သူကထက်ဖြစ်တယ်။ အဲ့ဒီအခါအဖိုးလုပ်တဲ့သူကသူ့မိလေးခေါင်းကိုပုတ်ရင်းနဲ့နာမည်လောကကြီးမှာအိမ်ကအလှတစ်ပင်လေးလိုပဲတိချပြုစုယူကြပြီးပိုးဖယ်ပေးမဲ့သူရေလောင်းပေးမဲ့သူနဲ့တရားရီကင်းနေတဲ့တပင်ဟာတန်ချက်တစ်ခုလောက်ဖြစ်တာနဲ့ပြိုလဲလွယ်တယ်။ကိုဘသာတန်ရာရီကိုရှင်းဆန်းပြီးတတ်မအောင်လုပ်မထားတဲ့သူကပြိုလဲလွယ်တယ်။ကြဆုံလွယ်တယ်။နာမည်လောကကြီးမှာရှင်တန်တဲ့အခါကိုအားကိုကိုကတန်ရာရီရလာတဲ့အခါအန်တုရှင်းဆန်းပြီး ရှင်းတန်းနိုင်အောင်ကြိုးစားပါဘလို့အခက်ခဲပဲလာလာတောင်းလှန်ရှုံးထားပါရင်ဆိုင်ပြေရှင်းတတ်အောင်ကြိုးစားပါဒိုင်းယာရီဟာတတ်မှတ်ဖို့အတွက်ဖြစ်လာတာပါပြိုလဲခြင်းတွေဟာတတ်မှတ်ခြင်းကိုရရှိစေတယ်တောင်းကပယ်ရန်ကတစ်ပင်လို့ရှင်းတန်းမှာငါမီးလို့အဖိုးကဆုံးမလိုက်ပါဒီပုံမြင်လေးကကျွန်တော်ပြပြပြဖို့ရဲ့ပုံမြင်လေးတစ်ပုဒ်ပါဒီပုံမြင်လေးတွေအရလိုပဲကျွန်တော်တို့တွေရဲ့ရှင်သန်ရတဲ့ဘဝခီးမှလည်း တောင်ကပရင်ကသစ်ပင်လေးလိုပဲအခက်ခဲပေါင်းစုံတန်ရာပေါင်းစုံတွေ့နေကြရသလိုဆက်တွေ့နေကြရအောင်ပါပဲကျွန်တော်တို့ဘဝမှာအလှပန်းပင်လို့တယူတရားနဲ့ပြုစုခံရတဲ့ကာလတွေလည်းရှိမှာပါပဲမိဘရင်ဝေးရှိတဲ့ငယ်ဘဝလိုမျိုးပေါ့ကိစ္စတစ်ခုခုကိုကိုယ့်ဘာသာရင်ဆိုင်မဖြစ်ရှင်းရသေးတဲ့အချိန်တွေပေါ့အချိန်တွေလွန်လာတဲ့အခါကျွန်တော်တို့ဒီဘဝမှာတောင်ကမ်းပါးကသစ်ပင်လို့ကိုယ့်ဘာသာကိုရှင်သန်ကြရပါတော့တယ်ဒဏ်ရာတွေရလာတဲ့နေ့တွေရှိတယ် ပြောစရာတွေလာတဲ့ညတွေလည်းရှိတယ်။စိတ်ပြအငြိချင်းဝမ်းနေချင်းပြုတ်လဲကြေကွဲချင်းကာလာတွေကလည်းတွေ့နေသေးပါပဲ။အဲ့လိုပဲကာယချမ်းမြေ့ခြင်း၊ကျေနပ်ကြည်နူးခြင်းဝမ်းသာမြူထူရတဲ့ညတွေကလည်းအမြောက်အများပါပဲ။ကျွန်တော်တို့တွေကအဆင်ပြေခြင်းတွေကို လက်ခံနိုင်ပြီးမဲ့အဆင်မပြေခြင်းတွေကြုံရတဲ့အခါဂျိုင်းနဲ့ပြိုလဲခြင်းလာတော့တာပါပဲ။အဲ့ဒီအခါကျွန်တော်တို့ပြန်ထနိုင်ရပါမယ်။တန်ရာတွေကိုရှင်ဆိုင်ကြရပါမယ်။ ပြောလဲခြင်းတွေဟာတတ်မှာဖို့အကြောင်းပြရပါပဲကျွန်တော်တို့ငန်းငယ်ကလမ်းလျှောက်တက်ဆခဏခဏပြောလဲကြဖို့ကြရမဟုတ်လားနောက်တော့ဖျက်ဖျက်လက်လက်ရှောက်နိုင်သွားကြတာပါပဲပြောလဲခြင်းတွေဟာတတ်မှာဖို့အတွက်ပါပဲကျွန်တော်တို့တွေရဲ့အလေးစားဆုံးမှာမြင်နေတဲ့သူကိုကြည့်ကြည့်အောင်နိုင်ငံကျော်အဆိုတော်ပို့ဖို့ဟာအမိအဖနဲ့အတူမနေရအဖွားနဲ့နေရတဲ့သူပါ ။နိုင်ငံကလေးကတန်းရပြီးပြိုလဲခြင်းတွေရခဲ့ပေမဲ့တမအောင်လိချင်ပြီးစ조사ခဲ့လို့အခုချိန်မှာနိုင်ငံကျော်အဆိုတော်တယောက်ဖြစ်လာတာပါပဲ။နိုင်ငံကလေးကတန်းရတန်းချက်တွေရတဲ့သူဟာတုံ့နှံရှုံးကန်ပြီး조사ရင်အောင်မြင်တဲ့သူဖြစ်လာမှာပါပဲ။ဒါကအနည်းဆက်ဆုံးမျက်နှာလေးကိုပြောပြတာပါ။တခြားကိုတူကိုချွန်ကိုဘဝကိုထန်းတင်ပြီးအောင်မြအောင်ဆွမ်းဆောင်နိုင်ခဲ့ကြတဲ့ကမ္ဘာကျော်နိုင်ငံကျော်တွေလည်းအများကြီးပါကျွန်တော်ငငယ်ကပတ်စံမရှိလို့လူတချို့ရဲ့ဖယ်ချင်ခြင်းကိုလည်းခံခဲ့ရဖို့ပါရဲ့ ျက်စီအစ်ပေါ်တိုင်းသူများနေတူဘယ်တော့မှမလည်းမရခဲ့ဘူးပါဘူး။သမင်းကြိုင်မပါလို့ကြောင်းမှာထမင်းမစားခဲ့ရတဲ့နေ့တွေတောင်ရှိခဲ့ဘူးပါလေ။ဒါပေမဲ့အဲ့ဒီတိမ်ငင်ချင်းအားနေချင်းဝမ်းနေချင်းစိတ်တွေကိုတတ်မှချင်းအဖြစ်ပြောင်းလဲယူခဲ့ပါလေ။အဲ့ဒီချိန်မှသာ အရှုံးပေးခင်ကျွန်တော်လည်းအခုလိုကိုဘကရှင်းတန်ရက်တည်နိုင်သူလည်းဖြစ်လာမှာမဟုတ်ပါဘူး။တိမ်ငင်ချင်းအားငယ်ချင်းဝမ်းနေစိတ်ပြည့်ချင်းပြိုလဲကြေကွဲခြင်းတော့ဟာတမ္မာကိုဆန်းသက်တဲ့အရာတွေပါပဲ။ကျွန်တော်တို့ ဒူးမထောက်စတဲ့တိုက်ထုတ်မောင်းထုတ်ကြရပါမယ်။ဒါမှတန်မာတဲ့သူဖြစ်လာမှာပါပဲ။လောကမှာကျွန်တော်တို့ဟာတောင်ကပယ်ရန်ကတစ်ပယ်လို့ရှင်သင်ကြရပါမယ်။တရားရင်းနဲ့ပြိုးလဲခြင်းတွေဟာတန်မာခြင်းကိုဖြစ်ပေါ်စေမယ့်အကြောင်းတရားတွေပါပဲ။အနာကနာပြိုးလဲခြင်းဟာထက်ခါထက်ခါတန်မာလာဖို့အကြောင်းတရားလို့အမြဲမှတ်ပါ။ကျွန်တော်တို့တန်မာတဲ့သူဖြစ်အောင်ယုံကန်ရှင်သင်နေထိုင်ကြရအောင်။မင်းလဲကြတာကိုငါစိတ်မပူဘူး။ မင်းပြန်မထမှာကိုပဲငါစိတ်ပူတယ်အမေရိကန်သမရဟောင်းအိဗရာဟန်လင်ကွန်ကျွန်တော်တို့ဘာအကြောင်းကြောင့်လဲကြကြပြန်ထပြီးတန်မာကြရအောင်ပြိုလေးအားငယ်ခြင်းတွေကျုံတဲ့အခါတိုက်ထုံရှင်သမီးတန်မာခြင်းအဖြစ်ပြောင်းကြမယ်စိတ်ပြောင်းဝမ်းနေခြင်းတွေကျုံတဲ့အခါတွန်ထုတ်အပ်တလောင်းပြီးတန်မာခြင်းအဖြစ်ပြောင်းကြမယ်နာကျင်ခံခတ်တဲ့ညတွေကျုံတဲ့အခါယုံထရှင်သမီး တန်မာချင်းဖြစ်ပြောင်းကြမယ်။ Diary ပရပွားနေနိုးထားရတဲ့အခါမိဖြောင်းအသက်ထွန်ပြီးတန်မာချင်းဖြစ်ပြောင်းကြမယ်။တာယာကိုလူရတွန့်တက်တဲ့သူတွေနဲ့တွေ့တဲ့အခါပြုံးပြကြိုးစားရင်တန်မာချင်းဖြစ်ပြောင်းကြမယ်။လောကဓာတ်နဲ့မာထန်ထန်ဆက်ဆံတဲ့အခါဒဏ်ရာကိုတွန့်လှန်ကြိုးစားရင်တန်မာချင်းဖြစ်ပြောင်းကြမယ်။တခြင်းကကျွန်တော်တို့ရတဲ့ဒဏ်ရာတွေဟာနောက်တစ်ချိန်မှာကျွန်တော်တို့တန်မာဖို့ ခံနိုင်ရည်အာရင်တွေပဲမဟုတ်လားတမ်းမှကြရအောင်အခုကျွန်တော်ဖတ်ပြတင်ဆက်ပေးခဲ့တဲ့ဆောင်းပါးကောင်းလေးကတော့စာရေးဆရာလင်းအောင်စင်ရေးသားထားတဲ့ငါအတွက်ငါရှိရဲလို့အမိရတဲ့စာအုပ်ထဲမှာတမ်းမှကြရအောင်ကိုအမိရတဲ့ဆောင်းပါးကောင်းလေးတစ်ပုဒ်ကိုရွှေ့ချက်ဖတ်ပြတင်ဆက်ပေးခဲ့ခြင်းဖြစ်ပါရခင်ဗျာနာစင်သူများအနေနဲ့လေဒီလိုမျိုးပညာပေးဆောင်းပါးကောင်းလေးတွေဘုဒ္ဓတာပေးဆောင်းပါးကောင်းလေးတွေစိတ်သက်ခွန်အားဖြင့်ဆောင်းပါးကောင်းလေးတွေကိုဖတ်ရှုခြင်းနဲ့ဆိုလို့ရှင်တော့စာရေးပြားလင်းအောင်စင်ရေးသားထားတဲ့ ်ငါအတွက်ငါရှိရဲလို့အမိရတဲ့ဝင်ရဆောက်ကောင်းလေးကို value pressure အားပေးကြဖို့ကျွန်တော်ရဲ့ literature page channel လေးမှာပြည်သူများကိုတိုက်တွန်းလိုက်ပါရခင်ဗျာနားဆင်သူများအားလုံး VN ခတ်သိကင်းကြီးကြပါစေဒေါသခတ်သိကင်းကြီးကြပါစေစိတ်ရခတ်သိကင်းကြီးကြပါစေနှလုံးစေဝိုင်းအေးချမ်းကြပါစေနားဆင်သူများအားလုံး VN ကြောက်ကြစိတ်ရကြွေကိုစိတ်နှဖျားစမ်းမချမ်းသာကြပါစေကောင်းကျိုးလိုရာဆန္ဒများလေးတစ်လုံးတစ်ဝက်ဤဆောင်ကြပါစေလို့ကျွန်တော်ရဲ့ literature page channel လေးမှာနားဆင်ပေးခဲ့ကြသူတူတူတယောက်ချင်းစီကိုဆူတောင်းမြတာပို့တာပြလိုက်ပါရခင်ဗျာ